အလုံးမမင်္ဂလာပါရှင်ဒီနေ့ကတော့အမကမစားရကြပြီဖြစ်တဲ့ဘင်လင်စာမဆလာရှုရှဲချက်လေးကိုချက်စားမှဖြစ်ပါတယ်အမစင်ကာပူခနာပြင်အောင်နေတုံးလေးလေးမှာစားနေကြခနန်းဆိုင်ရနေပြီးတော့ခနန်းလေးမှာထားပါတယ်ရှင်အဲ့ဆိုင်လေးရလေး restaurant quality ခနန်းနေကိုဈေးလေးရလည်းမစိုးပါတော့ပြီးတော့ဒီလိုမျိုးတန်ရှင်းလို့ပြီးတော့တေချာလေးခုတ်ထစ်ပြီးသားရောက်လာပါတော့တန်းချဲအောင်ပါပဲရှင် အမနိုမိသားစုတွေတက်ဆုံနဲ့တငယ်ချင်းတွေလည်းလာလေကြမယ်ပေါ့เนาะအဲ့တော့ငါ၈ယောက်စာလောက်ကိုမှန်းပြီးတော့ချက်နေရပါခဏန်းကတော့၈កောင်မှာထားပါတယ်အပူရရဲ့တကောင်နဲ့ဆိုရင်၉កောင်ပေါ့เนาะပြီးရင်ကတော့တသွန်ဖြူတသွန်ဒီငုံသီးစိမ်ချင်းနဲ့ပြင်းတော်သိရွယ်လေးလိုပါတယ်เนาะအရင်ဆုံးကတော့လေတသွန်ဖြူတသွန်ဒီချင်းငုံသီးစိမ်တွေကိုငုံသီးအစိမ်မုံရဲ့ငုံသီးခွဲချက်မုံလေးရဲ့နဲ့ကြိတ်ထားပါတယ်ရှင် အင်္ဂါအနှစ်များများလေးလိုချင်တာဆိုတော့လေစက်တော်နေစက်တော်ဖြူတွေကိုလည်းအများကြီးပြင်ထားရပေါ့နော်စားချက်တော်မယ်ဆိုရင်ဒဲရဲကိုစီထဲပါစီတဲ့ကိုပြင်းတော်သိရွက်ရဲ့တချို့ကိုကောက်ရဲ့ကရဝဲရဲ့ထဲပြီးတော့ခဏလေးမှုကျော်ပေးပါမယ်နော်တမီးနှစ်လောက်ပဲမှုကျော်ပေးမယ်ပေါ့နော်ပြီးတော့ရင်ကတော့ခုနကချိန်ထားရင်ကိုတည်ထည့်လိုက်ပါမယ်ရှင်အပေါ်ကနေစနွှဲလေးနည်းနည်းရဲ့ဇီယာမုံလေးနည်းနည်းရဲ့ထည့်ပါမယ် ပြီးရင်ကတော့အမလို့မီးအလေလန်းလောင်းနဲ့မွှေးလာတဲ့အထိစီတက်ပေးပါမယ်စီတက်တဲ့နေရာမှာတော့စိတ်လေးရှည်ပြီးတော့တတိကြစားလေးမွှေးလာတဲ့အထိတန်ရင်ပူပြီးကောင်းပါတယ်နော်ငါကလေကြိတ်ထားတဲ့ရုပ်သီးတွေများလို့စီလေးလိုလိုနည်းနည်းလေးလည်းထည့်ထည့်လိုက်ပါသေးတယ်နော် စီလေးတက်လာတာလေစစ်သွန်စိမ်းနှံငယ်ဒီစိမ်းနှံနေဖြောက်ပြီးတော့တော်တော်လေးမှွေးလာပြီဆိုရင်တော့အမှုရတာလေးစားပြီးတော့ထည့်ပါမယ်နော်အငါစားရင်ငံပြရဲထည့်ပါတယ်ဒီဟင်းထဲမှာစက်သားမုံတို့ချိုမုံတို့မထည့်တော့ပါဘူးနော်ဘာဖြစ်လဲဆိုပစုံပါတော့ပစုံလေးတွေကချိုလို့ပါရှင်အမ်သုံးနဲ့စားရင်ငံပြရဲတွေကအငံပေါ့ရေပေါ့နော်အဲ့တော့ကိုသုံးနဲ့ပစ္စည်းမျိုးစားပါမှမူတည်ပြီးတော့ချိန်စားပြီးတော့ထည့်လို့ရပါတယ်နော် ရတာတွေထည့်ပြီးတော့ခဏလေးမှွေပေးလိုက်အောင်ပေါ့နော်ပြီးတော့မှ အမျိုးရင်နွေးလေးထည့်ပါမယ်ရှင်ရင်နွေးလေးထည့်ပြီးတော့လေဟင်းရည်လေးပြန်ပြီးတော့ဆူလာပြီးဆိုတော့မှအမျိုးမကြီးရည်လေးထည့်ပါမယ်နော်မကြီးရည်လေးကိုလည်းရင်နွေးလေးနဲ့ဖြောထားပါတယ်ပြီးတော့ဟင်းအိုးလေးကိုထည့်လိုက်တာပါနော်အမျိုးလုပ်ထားတဲ့ငွေသီးအနှစ်လေးကလည်းများတော့လေရင်နွေးလေးလိုလိုနည်းနည်းထပ်ထည့်လိုက်ပါသေးတယ်ရှင်အမကလေစီတက်နေုံထဲထားတဲ့အရာသားတွေကိုအရင်အများကြီးမထဲထားဘူးပေါ့နော်အခုလိုမျိုးရင်နွေးရဲ့မကြီးရဲ့ထဲပြီးတော့မှတစ်ခေါက်ထပ်မြည်ပြီးတော့လို ဝင်စားရငံပြရေကိုနည်းနည်းစီထပ်ထည့်ပါတယ်။ရတာစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့အပေါ်ကနေမစလာလေးဖြူပေးလိုက်ပါတယ်နော်။ဒါဆိုရင်ကတော့ဟင်းအနှစ်လေးရရပြီပေါ့နော်အငါနှစ်အိုးခွဲပြီးချက်မှာဆိုတော့နောက်ထပ်အိုးအစ်စ်တလုံးထဲမှာခုနကချက်ထားတဲ့ဟင်းအနှစ်လေးတွေကိုတဝက်ခွဲလိုက်ပါရရှင်ခဲမဲ့ကနန်းနေရာလည်းများပြီးတော့ site ကလည်းကြီးတာမို့လို့လေဦးမဆန်လို့နှစ်အိုးခွဲလိုက်တာပါနော်ဦးဆန်နေဆိုရင်တော့တအိုးတည်းချက်အောင်ပါပဲရှင် ုံကအရင်ဆုံးကနန်းလေးတွေထည့်ပါတယ်ကနန်းလေးတွေကိုထည့်ပြီးတော့ချက်တဲ့အထိချက်ပေးပါတယ်နော်အုံကလေကနန်းကိုးကောင်ချက်တာဆိုတော့ဒီလိုအိုးနှုတ်အုပ်ခွဲပြီးတော့ချက်တာအောင်မှတစ်ခေါက်တည်းနဲ့မပြီးဘူးပေါ့နော်နှစ်ခေါက်လောက်ချက်ရပါတယ်ပထမအတုပ်ကနန်းလေးကိုအရင်ဆုံးချက်အောင်ချက်ပါတယ်ရှင်ချက်သွားတဲ့ကနန်းလေးတွေကိုအနှစ်တွေမပါအောင်လို့ပေါ့နော်ဒီလိုမျိုးလေးဆဲပြီးတော့ခဏဖယ်ထားပါတယ်ရှင် တကယ်လို့အနှစ်လေးကခန်းသွားရဲဆိုရင်ရေနွေးလေးနည်းနည်းလေးထပ်ထည့်လို့ရတယ်ပေါ့နော်ပြီးတော့ရင်ကတော့နည်းလေးစူလောင်ပြန်တဲပြီးတော့ချဲနဲ့ကနန်းလေးတွေကိုဆက်ပြီးတော့ထည့်ပါမယ်နော်တကယ်လို့ကိုချက်တဲ့အမောင်းကလည်းမများဘူးဒါမှမဟုတ်ရင်လည်းကို့မှာအိုးအကြီးကြီးရှိတယ်ဆိုရင်တော့ဒီလိုကနန်းတွေကိုဖယ်စရာမလိုပါဘူးနော်ကနန်းတွေအရင်ထည့်ချက်သွားရင်ချဲနဲ့ပင်လင်စာတွေတစ်ခုပြီးတစ်ခုဆက်ထည့်လို့ရပါတယ်ရှင် ။ဒါလေးကတော့ဂရုတရအတုတ်ကနန်းလေးတွေကိုထည့်ပြီးတော့ချက်နေရပါတော့။အမှန်တကယ်ကတော့အငားလေးဥပါတဲ့ကနန်းအမလေးတွေကိုလည်းမှားထားတယ်။ဆိုင်ရမှားပြီးတော့ပို့ပေးလိုက်တာပေါ့နော်။အဲ့တော့ကနန်းအထီးလေးပဲရောက်လာတယ်။ဒီတစ်ခေါက်ကဥမပါလိုက်ပါဘူး။ဒုတိယတော့ကနန်းလေးချက်နေအောင်ပါလေအမဒီရေတီချာဆေးပြီးတော့လှီးထားတဲ့ကင်းမွန်လေးတွေကိုအိုးလွတ်တလုံးထဲမှာထည့်ငံပြားလေးနည်းနည်းထည့်ပြီးတော့လှော်ပေးပါမယ်ရှင်။ နော်နေနဲ့လေရေလေးရေထွက်လာပါလိမ့်မယ်ကင်းမွန်လေးကလည်းနည်းနည်းလေးစကြက်လာလိမ့်မယ်ပေါ့နော်အဲ့လိုဆိုရင်မိမိထားလို့ရပါပြီနော်အချာကြီးလော်ပေးဖို့မလိုပါဘူးနော်ဘာလို့ဒီလိုမျိုးလေးအရင်လောက်ထားရလဲဆိုရင်လေကင်းမွန်တို့ရေပွဲတို့ကချက်လိုက်ရေထွက်လာတယ်ပေါ့နော်သူတို့ဟင်းဟိုးတဲ့ကိုတန်းထည့်လိုက်ဟင်းအနစ်ကအရင်ကျဲတော့မှဆိုလို့ပါရှင် ဒုတိယတုတ်ကနန်းလေးတွေကိုဆယ်ထားပြီးသွားပြီဆိုရင်တော့အမလို့ပစုံလေးတွေထဲပါမယ်ပစုံလေးကို M ကကြောရိုးလေးကိုခွဲပြီးတော့ဒီအညစ်ချေးချောင်းလေးကိုထုတ်ထားရပေါ့နော်ပြီးတော့အမြင်လေးအကုန်လုံးကိုလည်းညှက်ထားပါတယ်ပစုံလေးတွေထဲပြီးတာနဲ့ M ကဒီငုံလေးကိုလည်းထဲလိုက်မယ်ပေါ့နော်ဒါကတော့ပြုတ်ပြီးသားငုံလေးတွေပါအလုံး90လောက်ရှိပါတယ်ရှင် ငုံလေးပါထည့်ပြီးသွားပြီဆိုရင်တော့ငါကကနာလှော်ထားတဲ့ပြည်ကြီးငါလေးတွေကိုလည်းရေလေးစစ်ပြီးတော့ထည့်လိုက်ပါရရှင်ပြီးရင်တော့အရန်ကြာကြီးမချက်တော့ဘူးပေါ့နော်ပစုံလေးတွေချက်သွားတဲ့အနေထားလောက်ဆိုရင်ရပါပြီအပေါ်ကနေပြီးတော့ငါမဆလာလေးနည်းနည်းလေးထပ်ပြီးတော့ဖြူပါတယ်ဒီချိန်မှာရသားလေးကိုမြည်ကြည့်ပြီးတော့လိုရာရှိရင်လည်းနည်းနည်းထပ်ထည့်လို့ရတယ်ပေါ့နော်ငါတော့ရသားမြည်လိုက်တော့အဆင်ပြေရတဲ့ထပ်ထည့်တော့ပါဘူးရှင် ငယ်လို့မဆလာအောင်ရင်မကြိုက်ဘူးဆိုရင်လဲရှော့ပြီးတော့ထည့်လို့ရတယ်ပေါ့နော်အပေါ့ငံကလည်းကိုစိတ်ကြိုက်ချိန်လို့ရပါတယ်နော်ကြဲ့ဥတွေပါကြီးချိန်ရင်လဲထည့်လို့ရပါတယ်ငါရောဒီလိုကနန်းမဆလာချက်ထဲမှာကြဲ့ဥထည့်တာကိုမကြိုက်လို့ပါနော်နောက်ဆုံးနေနေကတော့ခုနကဖယ်ထားတဲ့ကနန်းလေးတွေကိုပြန်ပြီးတော့ရောလိုက်တယ်ပေါ့နော်ဒါဆိုရင်ကတော့ရှူးရှူးရှဲရှဲနဲ့အရန်ကိုစားလို့ကောင်းတယ်ပင်လင်းစားမဆလာချက်လေးရပါပြီရှင် ကနန်းလေးကလည်းလုံးဝစားလို့ကောင်းပြီးတော့အနှစ်ကလည်းအသက်ပဲပေါ့နော်10မိနစ်နဲ့စားရင်တော်တော်လေးကိုစားလို့ကောင်းတာပါခင်မွန်လေးတွေကလည်းလက်ဆက်နေပစုံလေးကလည်းတော်တော်ချိုးတယ်ပြီးတော့ဒီထဲမှာပါတဲ့ငုံလေးကလေးအနှစ်တွေအကုန်လုံးစိတ်ဝင်နေရမလို့အရန်ကိုရတာရှိပါတယ် ဟင်းနဲ့လေးရကြတော့လေချင်းခံဆက်ရှုရှဲလေးပေါ့နော်ဒီထက်မှပါတဲ့ခနန်းလေးတွေကင်းမွန်လေးတွေပစုံလေးတွေကြတော့လေလက်ဆက်ပြီးတော့ချိုးနေရပဲအဲ့တခုရဲ့အတွဲဆက်ကလေးတော်တော်လေးကိုလိုက်တာပါရှင်အရင်စောက်ကောင်းကောင်းနဲ့အများကြီးစားမိရင်လေလီထိုးလီအောင်ပါညာဖြစ်မှာဆိုလို့ဆိုပြီးတော့အမကခရီးမက်စ်လေးကိုလည်းစောင့်ထားပါတယ်ရှင်အဆက်တည်စားအများရင်လေအစာရင်ထဲကနေပြီးတော့ acid တွေ trap ပြီးတော့လီထိုးလီအောင်ဖြစ်တာတို့ဘိုက်ထဲမှာမအီးမသားဖြစ်တာတို့ဖြစ်တတ်တယ်ပေါ့နော် ဲ့ချိန်မှာဒီလို Crimea span အောင်လေးကိုတောင်းရင်လေလီထိုးလီအောင်ဖြစ်တာရောဘိုက်ထဲမှာမတက်မတာဖြစ်တာရောမမြဲလေးပျောက်တယ်ပေါ့နော်အဲ့တော့အမကအိမ်မှာမြင်းဆောင်းထားဖြစ်ပါတယ်ဒါဆိုရင်တော့ now video ကြမှာပြန်တွေ့ပါမယ်နော်